ပါပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPPO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။မန္တလေးတိုင်းပြည်ဦးလိန်ခရိုင်မရရနဲ့အရှိချမ်းမြောက်ချမ်းနဲ့အနောက်ချမ်းတွေကိုစစ်တပ်ကစစ်ကြောင်းထိုးနေပြီးရွာစဉ်လှည့်ပြီးရှို့ကပြည်သူတွေကိုဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါရတယ်။စစ်တပ်ကမရရမြို့နယ်အထက်မှာစစ်ကြောင်း၃ကြောင်းထိုးနေတာဖြစ်ပြီးစစ်ကြောင်းနဲ့တွဲမိသူတိုင်းအနည်းဆုံးကတော့အရိုက်ခံရပြီးနေပူလန်းခရရကစစ်သားတွေက မွေးရစေဝသုံးထားချိန်ဆိုရင်ရွာသားတွေဖြစ်လဲအကုန်တက်တာကြောင့်ဒေသခံတွေအကုန်လုံးအသက်ဘေးကလွတ်အောင်ထွက်ပြေးနေရတယ်လို့စစ်ပေရှောင်ရွာသားတယောက်ကပြောပါတယ်။မဒရာမြို့နယ်ထဲမှာစစ်ရှောင်တွေကစစ်တပ်ရန်ကြောင့်မဒရာမြို့နယ်အနီးဝန်းကျင်နဲ့ထိစပ်နေတဲ့မြို့နယ်တွေဘက်မှာတွားရောက်စစ်ပေရှောင်ခိုးလုံနေကြရပြီးစစ်ပေရှောင်အရေအတွက်ကများလာလို့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။ လက်ရှိစစ်ကြောင်းထဲမှာချောင်းတော်ဝရွာကပြည်သူတွေတော်တော်များများဖက်စီခံထားရတယ်လို့မရီယာမြို့နယ်သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတယောက်ကပြောပါတယ်။အဲ့ဒီစစ်ကြောင်းကအော်တိုဘလ29ရက်နေ့ကလည်းမရီယာမြို့နယ်အရှိတ်ဘက်ချမ်းမှာရှိတဲ့ရုံမင်းရွာကိုဝေရောက်စီးနှင်းပြီးလူနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့လည်းဒေသခံတွေကသတင်းသိရပါတယ်ရှင်။ မကွေးတိုင်းရောဒေသဆောမြို့နယ်မှာအသက်73နှစ်အရွယ်မျိုးသမီးငယ်ကိုမဒိန်ချင်းတပ်ဖြတ်ခဲ့တဲ့တရက်ခံကိုအများပြည်သူရှေ့မှာကွက်မြက်သေးတဲ့ပေးဖို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။ပြီးခဲ့တဲ့အောက်တိုဘာလ22ရက်မှာဆောမြို့အတွင်းမှာနေထိုင်တဲ့အသက်73နှစ်အရွယ်မိန်းကလေးငယ်တယောက်ကိုဒေသရင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကနေအိမ်မှာလာရောက်ခေါ်ဆောင်ခဲ့ပြီးတဲ့နောက်ပျောက်ဆုံးသွားပြီးအဓမ္မပြုကျင့်ခံရတဲ့အနေအထားနဲ့တေဆုံးလျက်ပြန်တွေ့ခဲ့ပါတယ်။ မင်းကလေးငယ်ကိုစောမြို့ဇေယျရက်ကွက်မှာနေထိုင်တဲ့အသက်22နှစ်အရွယ်မင်းမင်းဆိုးဆိုသူကညအချိန်မှာတငယ်ချင်းတွေမိတ်ဆုံစားပွဲလို့အကြောင်းပြကခေါ်ဆောင်သွားပြီးနောက်မှာအင်ကိုပြန်မရောက်လာတော့တာလို့နှိစက်သူတွေကပြောပါတယ်။မင်းမင်းဆိုးဆိုသူဟာဒေတာရင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးဘယ်အဖွဲ့ကဆိုတာတော့ထုတ်ဖော်ပြောကြားခြင်းမရှိကြပါဘူး။ပျောက်ဆုံးနေတဲ့မြို့သမီးငယ်ကိုတာဝန်ရှိသူတွေနဲ့မိသားစုဝင်တွေကပြန်လည်ရှာဖွေရာအော်တိုဘားလ24ရက်နေ့မှာ အဓမ္မပြုခြင်းတက်ဖြတ်ခံရတဲ့အလောင်းကိုစောမျိုးစေးရုံဝင်းထဲကအခန်းတစ်ခုမှာပြန်လည်တွေ့ခဲ့တာပါနင်းနာသူမျိုးသမီးငယ်ရဲ့မိခင်ဖြစ်သူကတော့သူ့ရဲ့သမီးပေါ်ကျူးလွန်ခဲ့တဲ့သူကိုတေးရန်ပေးတာကိုပဲအလိုရှိရလို့သူ့ရဲ့ခံစားချက်ကိုပြောပြပါဗျာကျမကကျမသမီးပါဆုံးရှုံးမှုမှာရေးအစစ်စစ်အစ်တာခံရအဲ့တော့သူ့ကိုလည်းကျမကတော့အသေးစိတ်အသေးတက်စီချင်တာဒါပါပဲမလို့ရဲ့စစ်ကြဟိုမင်းကလေးတရားအနည်းနဲ့ဟိုစတန် အစ်မတိတိရဲ့ကလေးတောင်နေနဲ့ရေးစစ်စစ်ကြည့်တာပေါ်တော့တော့ကျမတော့ဘလို့ပဲဖြစ်ဖြစ်သူမကျင်းတော့သိသိချင်တာလည်းဒီလိုအဲ့လိုသိမင်းမကြသိချင်တယ်ဝင်းနေတာလည်းဘာမှတော့တော့ကိုယုံကြည်ရတဲ့လူတယောက်ကပါအဲ့လိုကိုကိုဒုက္ခပေးနေမှာတော့ကျမတို့ရှိမှတတ်ထားဝဲမြင်ချင်ပါလားအကူအရတဲ့ဆိုတော့အကူအရဟာဒီရစစကြီးတူကြီးတူထားတော့ကျွန်တော်မသိနိုင်ပါဘူးလက်ရှိမှာတော့ကျူးလွန်ခဲ့သူလို့ဆိုထားတဲ့မင်းမင်းဆိုးကို စောမြွတ်နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးထားပြီးအမှုအခြေအနေအသေးစိတ်ကိုမြို့နယ်တရားရုံးအဖွဲ့ကစစ်ဆေးနေရလို့သိရပါဗျ။မိသားစုဝင်တွေနဲ့ဒေသခံပြည်သူတွေကကျူးလွန်ခဲ့တဲ့သူကိုတည်ထံပေးဖို့တောင်းဆိုနေကြပါပဲ။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဥပဒေမှာတော့တရားခဏ်ကိုတည်ထံပေးတဲ့လုံထုံမရှိသေးဘူးလို့ဆိုပါတယ်။ဒါပေမဲ့မရိမှုနဲ့လူသက်မှုကျူးလွန်ခဲ့တဲ့တရားခဏ်ကိုတော့ထောင်နဲ့တသက်တကျွန်းထိချမှတ်နိုင်တယ်လို့မြို့သားညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးဌာနလက်အောက်မှာတရားဥပဒေရေးရာအကြံပေးလုပ်ကင်နေသူတယောက်ကပြောပါတယ် လူကြီးကလည်းဒီမှာစီတာမရှိတာကျွန်တော်တို့ဟိုဟိုဒီလည်းတော့ပြထားတာမရှိဘူးပေါ့နော်ပြီးတော့အဲဒီကတော့ကျောင်းကင်းလို့ပြေလို့ရတယ်ပေါ့ဒါနဲ့အဲ့နေရာမှာရဲနဲ့တရားသူကြီးတွေတို့ပိုင်းမှာသူတို့ဆွဲချက်ကဘာနဲ့ဆွဲနေဆိုတာမင်းကပဲပြန်ဆွဲတာနဲ့တရားသူကြီးရဲ့လက်ခံတဲ့ပုံမှားကဘာလဲပေါ့နော်အဲ့ဒီဟာတစ်ဆက်ရှိတော့တရားသူကြီးရဲ့ပုံစံတွေတရားဘာညာပြီးပွားနေပေါ့ဗျာအော်ဒီအရင်ကျွန်တော်တို့ဒီကမှုရှိနေတယ်ပေါ့။တော်ပြီတော့တော့ဘာလို့ဘာလို့ဦးနေတယ်။အဲ့ဒါလည်းချက်ပြီးတော့လေ ကိုယ်ရင်းကလာဖြစ်ပြီးတော့ကြာကလာဖြစ်ပြီးတော့ဆိုတော့ကျွန်တော်တို့ညိုင်းနေပြီးလို့မရှိဘူးနော်ဆစ်ဆစ်ဒီကာမလန်ဒီဘာမှမနဲ့ဆွေးထားရဆိုပြီးရပါတော့မြို့နယ်ပြည်သူလူထုကလည်းကျူးလွန်ခဲ့သူကိုပြည်သူရှေ့မှာတည်တံပေးဖို့ဆန္ဒပြတောင်းဆိုခဲ့ကြသလိုလက်မှတ်ထိုးကမ်ပိန်းတွေပြုလုပ်တောင်းဆိုနေရလည်းရှိပါတယ်ကျူးလွန်သူကိုဖမ်းဆီးထိန်သိမ်းပြီးစောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကိုလွှဲပြောင်းပြီးတဲ့နောက်တရားခဏ်ကိုယ်တိုင်ကကျူးလွန်ကြောင်ဝန်ခံရသလိုအမှုနဲ့ဆက်ဆက်နေတဲ့လူ၄ယောက်ကိုလည်းထိန်သိမ်းပြီးစစ်ဆေးမှုတွေလုပ်နေရလို့သိရပါတယ် လိုအပ်တဲ့တပ်တွေတွေကိုပြင်ဆင်ပြီး UNG တရားရုံးမှာတင်သွားမှာဖြစ်ပြီးလက်ရှိမှာတော့ဝင်ကြီးဌာနအသီးသီးကိုလည်းတင်ပြဖို့ပြင်ဆင်နေရလို့သိရပါတယ်။တရားမျှတမှုရဖို့အတွက်ကျူးလွန်ခဲ့တဲ့ပြည်ထောင်လိုက်အပြစ်ကြားခံအောင်လှုံ့ဆော်သွားမှာဖြစ်ပြီးတရားဥပဒေမှာမရှိတဲ့ပြည်သူရှိမှတည်ရန်ပေးဖို့တော့မဖြစ်နိုင်ဘူးလို့တာဝန်ရှိသူတွေကဆိုပါတယ်။ဒါပေမဲ့ကျူးလွန်သူကိုပေးတဲ့နဲ့ပြစ်ဒဏ်မပေးပါကဝန်ကြီးဌာနအသီးသီးကိုတင်ပြတောင်းဆိုမှာဖြစ်တယ်လို့မီဒီယာတွေကတစင်သတင်းစာရှင်းလင်းပွဲတွေလှုံ့ဆော်သွားမယ်လို့ပြောပါတယ်။ ်နေနာသမီးအတောင်းဆိုသလိုပဲသူ့မန်သူကိုအများရှိမှာခွင့်မြေပေးပါဆိုတာဥပဒေနည်းဥပဒေမှာလည်းမရှိပါဘူးလုံးလုံးလုံးကြီးမှာလည်းမရှိပါဘူးဒီတက်ငယ်မရင်းမှုဖြစ်ချင်းလူတက်ချင်းအလောင်းဖြောက်ချင်းအတွေ့ထိုက်တဲ့နယ်ပြုံးပြတာတွေနဲ့မိန့်ဒီဂရီချတာကိုပဲစောင့်ဆိုင်နေပါမယ်လို့ အကယ်၍များလွယ်မှားပြီးတော့အစီရင်မိတယ်ဆိုတော့ရင်ခံနေမှာမဟုတ်ပါဘူး limit ထိုးကံသိမ့်တဲ့ယူထားတဲ့ဆန္ဒပြထားတဲ့အခြေအနေတွေနဲ့ပဲကျွန်တော်တက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကိုကျွန်တော်တင်ပြတောင်းဆိုမှာဖြစ်ပါတယ်ဆရာနာသိန်းစာ2021ခုနှစ်ကနေ2025ခုနှစ်ဇွန်လအထိတိုင်းသားလက်နက်ကိုင်တွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကျူးလွန်ခဲ့တဲ့လိမ်မိုင်းဆိုင်ရာကျူးလွန်မှု55မှုရှိခဲ့တယ်လို့ NUG လူငယ်အမျိုးသမီးနဲ့ကလစ်တငယ်ရေးရာဝန်ကြီးဌာနရဲ့စာရင်းတွေကသိရပါတယ်ကျမတီဗီပါ စကိုင်းတိုင်းကြောက်မြောင်မြို့နယ်မန္တလေးတိုင်းစင်ကူမြို့ကိုဆက်သွယ်ထားတဲ့ယတနာသင်္ခတတာအော်တိုဘာလ29ရက်မနေ့အစောပိုင်းမှာမိုင်းခွဲဖြက်စီခလာရတယ်လို့ဒေသခံတွေကပြောပါရယ်ကြောက်မြောင်မြို့ဘက်ခြံတတာထိပ်ကိုစစ်တပ်ကတက်ဆွဲထားပြီးစင်ကူဘက်ကိုတော့ပြည်သူ့ကာကွယ်တပ်တွေကထိတ်ချုပ်ထားတာပါအခုဖြက်စီရမှာတော့စင်ကူဘက်ခြံကတတာပိုင်းမှာပြက်စီသွားတာဖြစ်ပါရယ် စစ်တပ်ထောက်ခံတဲ့ Telegram channel တွေမှာတော့ပြည်သူ့ကာကွယ်ရေးတပ်တွေကမိုင်းခွဲဖျက်ဆီးလိုက်တာလို့ဖြန့်ဝေနေကြပြီးဘယ်အဖွဲ့ကလှုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ DPP ကတီးကြအတီမပြုတ်နိုင်တယ်လို့အချိန်နှေးအသေးစိတ်ကိုတီးရဖို့စင်ကူကာကွယ်ရေးတပ်ဖွဲ့တွေကိုဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်တရားပြည့်စည်သွားပြီးတဲ့နောက်စင်ကူမြို့နယ်ထဲကိုစစ်ကောင်စီကငားကြိတ်ထက်မနယ်လေးကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတယောက်က DPP ကိုပြောပါရတယ် တဆယ်နှစ်ဆက်ခုစစ်စီရဲ့အတွင်မန္တလေးအထက်ပိုင်းကတပိတ်ကျေမိုးကုတ်စင်ကူမြို့တွေကိုတလိုက်ပူပေါင်းတပ်တွေကသိမ်းပိုက်ခဲ့ပြီးမရီယာမြို့နယ်ကနေမြေအများစုကိုလည်းထိတ်ချုပ်ထားခဲ့တာပါဒါပေမဲ့လက်ရှိမှာတော့တပိတ်ကျေမြို့ကိုစစ်ကောင်စီကပြန်လည်သိမ်းယူထားပြီးမန္တလေးမိုးကုတ်လမ်းပိုင်းကဖော့တော်လမ်းစုံကိုလည်းအောက်တိုဘာလ14ရက်မှာသိမ်းယူထားပါတယ် DBPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချစ်ချစ်ဆက်ပါရှင်